မင်္ဂလာနံနက်ခင်းပါရှင်ဒီမိုကရက်တစ်မြန်မာအတန်းရုံမြင့်တန်းကြောင့်အစီအစဉ်တွေကိုရှုစားနေကြရတာဖြစ်ပါတယ်ဒီကနေ့2022ခုနှစ်ဇွန်လ23ရက်မြန်မာတက္ကသိုလ်1384ခုနှစ်နေုံလားပြည့်ကျော်9ရက်ပုတ်တုံနေ့မနေ့၈နာရီထိရရှိထားတဲ့သတင်းပေးပို့ချက်တွေဆက်သွယ်မေးမြန်းချက်တွေကိုထုတ်လွှင့်ပေးမှာဖြစ်ပါတယ်ရှင် ကချင်ပြည်နယ်မှာထိုးစစ်ဆင်နေတဲ့အစိုးရတပ်တွေအားလုံးပြန်ရုပ်သိမ်းပေးမယ်ဆိုရင်ငင်းချမ်းရေးဆွေးနွေးရမှာအဓိကအထောက်အကူပြုနိုင်တယ်လို့ကချင်လူမျိုးများရိုးရာယဉ်ကျေးမှုဗဟိုကော်မတီကကြေညာချက်ထုတ်ပြီးတော့တောင်းဆိုလိုက်ပါတယ်။မေလ24ရက်နေ့ကမြစ်ကြီးနားမြို့မှာကချင်လူမျိုးများရိုးရာယဉ်ကျေးမှုဗဟိုကော်မတီနဲ့ကချင်မျိုးနွယ်6ခုကကိုယ်စားလှယ်တွေတွဲဆုံညှိနှိုင်းပြီးအဲ့ဒီကြေညာချက်ကိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာပင်လုံစာချုပ်ပါတိုင်းရင်းသားများကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့တန်းတူအခွင့်အရေးရရှိရေးပေါ်မှာအခြေခံပြီးတည်ဆောက်ခဲ့ကြောင်းဒါပေမဲ့မြန်မာနိုင်ငံကိုအုပ်စိုးခဲ့တဲ့အစိုးရအဆက်ဆက်ဟာပြည်တော်စုစနစ်မတည်ဆောက်ဘဲဗဟုဦးစီးစနစ်တည်ဆောက်ခဲ့တဲ့အတွက်တိုင်းရင်းသားစီးလုံးညီညွတ်မှုပြိုကွဲခဲ့ကြောင်းအဲ့ဒီကြေညာချက်မှာထောက်ပြထားပါတယ်ရှင် ရခိုင်ပြည်နယ်ကမငြိမ်သက်မှုတွေကြောင့်မြို့နယ်၄ခုကစတင်ကြောင်းတွေကိုဇွန်လ17ရက်နေ့ကစပြီးပိတ်လိုက်တယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်ဘူးသီးတောင်ပေါင်တော်စစ်တွေရသေးတောင်စတဲ့မြို့နယ်၄ခုကစတင်ကြောင်းတွေကို ပိတ်လိုက်တာဖြစ်တယ်လို့အမိမဖော်လို့တဲ့ရခိုင်ပြည်နယ်ပညာရေးဦးစီးဌာနတာဝန်ရှိသူတဦးကပြောပါတယ်။ကျောင်းဆရာဆရာမတွေအတွက်လုံခြုံရေးစိုးရင်ရတာကြောင့်အခုလိုပိတ်လိုက်တာလို့သူကဆိုပါတယ်။ ကြခိုင်ပြည်နယ်မှာ2012 2013စတင်နှစ်အတွက်ဇွန်လပထမပတ်ကစလို့ကြောင်းတွေပြန်ဖွင့်ခဲ့ပေမဲ့အခုဇွန်လဒုတိယပတ်ထဲမှာပဲပြန်ပိတ်ခဲ့ရတာဖြစ်ပါလေရှင်ရှမဲတဲ့မိုးထီမိုးမီဒေတာကနေနေပြည်တော်ကိုအသွာပိတ်ဆို့ခံထားရတဲ့ရွှေလုတ်သွားတွေနဲ့ တိုင်းအစိုးရတပ်တူတင်ဝင်ကြီးတို့ဆွေးနွေးပွဲမှာဝင်ကြီးကပြည်လဲအောင်မဖြေရှင်းပေးခဲ့ဘူးလို့သိရပါတယ်ဒီအကြောင်းစန္ဒပြရွှေလုတ်သားတအူးကိုဥမောင်တူးကဆက်သွယ်မေးမြန်းထားပါတယ်ရှင်โอเคดีบีก็ขอပါတယ်ဗျဟုတ်ကဲ့ဗျသူအကိုနာမည်နဲ့ဘယ်သူဆိုပြောလို့ရမလားဗျဟုတ်ရတယ်ဗျနုံနာမိုးကြီးဗျ ကိုမိုးကြီးလားအဲ့လိုလားဟုတ်ကဲ့ဗျာအော်အကိုတို့ကဘယ်အဖွဲ့လဲဆိုးရှိခါဗျာဆိုးရှိခါဗျာဒါဆိုရင်အကိုကရွှေရွှေလောက်သားပဲပေါ့ဟုတ်ကဲ့ဗျာအော်နောက်ဆုံးချင်းနေတည်ကျင်လို့ပါဟုတ်ကဲ့ဗျာသူတို့ကျွန်တော်တို့နိုင်နိုင်မှုဆိုလေဗျာအဲ့နဲ့ဆင်မပြေဘူးရပြည့်ရှိဘူးကိုအင်းဆင်မပြေဘူးဆိုတာကဘလို့ချင်းနေတယ်မှာဆင်မပြေတာလဲခင်ဗျာအဲသူတို့ကကျွန်တော်တို့လည်းမဝင်ဘဲနဲ့အခုဝင်ကြီးဆိုတဲ့ကလည်း အဲ့တို့ဒီကုမ္ပဏီကဘက်ကပဲဥဒါပေးမှဖြေသွားတယ်သူတို့အဲ့ဒီကုမ္ပဏီဥက္ကရာလိုင်းချင်းချင်းပြရမယ်ဆိုပြီးခေါင်းခံသွားပြီသူတို့ဘက်ကပဲသူကမဲပေးသွားဥက္ကရာခွင့်စီကိုရောက်လာတယ်ကွာအခုကရွှေမြင်းတင်ဘုန်းကြီးကျောင်းမှာပဲရှိနေသေးတယ်ပေါ့ဟုတ်ကဲ့ဗျာကျွန်တော်ကမနေ့ကရောင်လေးမိုင်အဲ့ဒီဒီဗီဒီယိုတက်ဖို့သူတို့မှဆက်ဆက်မပြနေအတက်ဖို့အဲ့ဒီဘက်နေရှင်နေရဗျာမနေ့ကမှအဲ့သူတို့ဘက်ကဥက္ကရာမလာဘူး ဒီဥက္ကဋ္ဌဆိုတာကကျွန်တော်တို့ဒီ company ပေါ့နော်အမျိုးသားကြီးပွားတိုးတက်ရေး company ပေါ့နော်ဟုတ်ကဲ့ဒါမလာဘူးဆိုလို့ရှိရင်အခုတို့တောင်းထားတဲ့အချက်6ချက်ပေါ့နော်အဲ့ဒါတွေအတွက်ကိုပြီးပြီးတော့ဆက်ပြီးချီတက်ပြီးတော့အဲသွားမယ်အဲ့လိုမျိုးလားလုံတင်းနေရပိတ်ထားဆိုတော့ဘယ်လိုချီတက်မလဲအာချီတက်လုံတင်းနေဆိုတာဒီအပေါ်လေးအပြီးရောဆင်းလာပြီးရောဒီကတော့မဖြစ်ပြန်သွားမှာပဲထက်မှာပဲဟုတ်ကဲ့ကျွန်တော်တို့ကြားတာကအဲ့မှာရတက်ဖွဲ့ပေါ့နော်လုံတင်းနေပေါ့သူတို့ အင်းအားနဲ့ဝိုင်းထားတယ်လို့လည်းပြောတယ်အခုနောက်ဆုံးချင်နေရောဘလို့ရှိလဲဗျသူကခွေးကြီးကိုဖယ်မေးဗျဘလို့ပုံစံမျိုးသူတို့ကဖယ်မပေးကြလဲအင်းအားဘလောက်ရှိလဲပေါ့နော်ဘလို့ပုံစံမျိုးတွေအကုန်လုံးတွေ့နေရလဲအင်းအားတော့ကျွန်တော်တို့မနေ့ကမှကျွန်တော်တို့ဟိုဘက်ကိုထွက်သွားပြီးတယ်ထွက်သွားတဲ့အချိန်မှာ300ကျော်လောက်တွေ့တွေ့နေကြသူတို့ပုံစံတွေကဘလို့ပုံစံတွေလဲဘလို့တားထားလဲဗျသူတို့ကအခုတိုင်းနေကိုရီးယားကားတယ်တရက်မှာနံပါတ်တွေခိုင်းထားတယ်ဗျသူတို့ရှိမှတိုင်းနေရပါတယ်ဗျ ဆိုတော့အခုအဲ့ထဲမှာနေတော့အခုတို့အဆင်ပြေလာကျွန်တော်တို့ကြားတာရေနဲ့တောက်ရေမရှိဘူးတို့ဖေးဝါတို့အစားတောက်တို့လိုတယ်တို့အဲ့ဒါအချင်းတွေရောဘယ်လိုရှိလဲဗျအဲရေတွေကရတော့မနေ့ကတော့နေ့ကို10နာရီလောက်မှရေတွေကရောက်လာရတယ်ဗျအခုအချိန်ကရေတွေရောက်ပြီသမင်းတို့တွေကရတော့မြောက်သေးဘူးဗျတောင်းကားအောင်မြောက်သေးရဗျဟုတ်ကဲ့အခု7နာရီ30 7နာရီ7နာရီပေါ့နော်ဗမာစံတော်ချိန်ဆို7နာရီပေါ့ဒီချိန်ထိကိုသမင်းတို့တွေမလာသေးမစားသေးတဲ့လူတွေရှိသေးတယ်ပေါ့ ဟုတ်ကဲ့ဗျာရှင်းရေဗျာစကံပြည်နယ်ကပြဿနာတွေကြောင့်အဲ့ဒီဒေသမှာကူညီပေးနေတဲ့နေကြာမဲ့ဆရာဝန်များအဖွဲ့ MSF ရဲ့လုပ်ငန်းတွေကိုယာယီရပ်ဆိုင်းလိုက်ကြောင်း MSF ကြေညာချက်ကိုကိုးကားပြီး AP သတင်းမှာရှင်းထားပါတယ်။ အဲ့ဒီဒေတာမှာလုပ်နေတဲ့အခြေခံကျန်းမာရေးကယ်ဆယ်မှုလုပ်ငန်းတွေနဲ့ HIV AIDS ဝေဒနာရှင်တွေကိုကူညီပေးနေတဲ့လုပ်ငန်းတွေကိုရက်ဆိုင်လိုက်တာဖြစ်တယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။ MSF အနေနဲ့သူ့ရဲ့ဝန်ထမ်းအလုံးနဲ့လူနာတွေရဲ့လုံခြုံရေးကိုစိုးရိမ်တာကြောင့်အခုလိုရက်ဆိုင်လိုက်တာဖြစ်ပြီးအခြေအနေတွေတည်ငြိမ်တာနဲ့ချက်ချင်းလုပ်ငန်းတွေပြန်ဆမှာဖြစ်ကြောင်း နေကြမဲ့ဆရာဝန်များအဖွဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ MSF အဖွဲ့ဟာ1992ခုနှစ်ကတည်းကရခိုင်ပြည်နယ်မှာငှက်ဖြာ TV နဲ့ HIV AIDS ဝေဒနာရှင်တွေကိုကျန်းမာရေးစောင့်ရှောက်မှုပေးနေတာဖြစ်ပါလေရှင်။ ိမ်နီးချင်းရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့အခြေအနေတွေအပေါ်မျက်ခြေမပြတ်စောင့်ကြည့်နေပြီးလူအသက်တွေဆုံးရှုံးခဲ့တဲ့အတွေ့ဝမ်းနည်းကြေကွဲရပါကြောင်းဘင်္ဂလားဒေ့ရှ်အစိုးရကဇွန်လ12ရက်နေ့ကပြောကြားလိုက်ပါတယ်ကြခိုင်ပြည်နယ်ကမငြိမ်သက်မှုတွေကိုအမြင့်ဆုံးသတိအနေထားနဲ့စောင့်ကြည့်ဖို့နေဆက်ဘင်္ဂလားဒေ့ရှ်ဘက်ချမ်းရှိဒေသဆိုင်ရာအုပ်ချုပ်ရေးဌာနနဲ့ဥပဒေစိုးမိုးရေးအဖွဲ့တွေကိုအကြံပေးထားတယ်လို့လည်းဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနကကြေညာချက်ထုတ်ထားပါတယ်။ ဒါပြင်ရခိုင်ပြည်နယ်ကအကြမ်းဖက်မှုတွေနှက်ဆက်ကိုဖျက်ကျော်ပြီးဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကိုကူးမလာစေဖို့အတွက်မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေအနီးကပ်တိုင်ပင်ညှိနှိုင်းနေတယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနကြေညာချက်မှာဖော်ပြထားကြောင်းစင်ဟွာသတင်းမှာရေးသားထားပါတယ်ရှင်။ မြန်မာနိုင်ငံမှာရှိတဲ့ကိုလိုနီခေတ်ကအဆောက်အုံတွေကိုမွမ်းမံထိန်သိမ်းမှုအတွေ့ပြည်တွင်းပြည်ပပညာရှင်တွေပူးပေါင်းပြီးတော့ဆောင်ရွက်နေတယ်လို့သိရပါတယ်။ဦးရဲဝင်းသူတင်ဆက်ထားပါတယ်ရှင်။အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Yangon Heritage Trust အဖွဲ့ကဦးဆောင်ပြီးမြန်မာနိုင်ငံမှာရှိတဲ့ကိုလိုနီခေတ်ကအဆောက်အုံတွေကိုမွမ်းမံထိန်သိမ်းမှုလှုပ်ရှားဆောင်ရွက်နေတာပါ။ ပြီးခဲ့တဲ့ဂျွန်လတရက်နေ့ကရန်ကုန်မြို့ Strand Hotel မှာဆွေးနွေးပွဲတစ်ခုပြုလုပ်ပြီးကိုလိုနီခေတ်ကအဆောက်အုံတွေထိန်းသိမ်းရေးနဲ့ပတ်သက်တာတွေဆွေးနွေးခဲ့ကြပါတယ်။အဲ့ဒီဆွေးနွေးပွဲကိုနိုင်ငံတကာကမြို့ပြစီမံကိန်းရေးဆွဲသူတွေ၊ပြည်သူ့ကပညာရှင်တွေ၊စီးပွားရေးလုပ်ငန်းရှင်တွေနဲ့အစိုးရအရာရှိတွေပါဝင်ပြည်တွင်းပြည်ပကလူတရာနီးပါးလောက်တက်ရောက်လာကြပြီးရန်ကုန် Heritage Trust အဖွဲ့ကိုတည်ထောင်သူသမိုင်းပညာရှင်ဒေါက်တာတက်မြင့်ဦးကဥဆောင်ဆွေးနွေးသွားခဲ့တာပါ။ I think almost certainly we'll see economic growth in this city. Almost certainly we'll see ကျွန်တော်အမြင်ကတော့ဒီမျိုးတော်ကြီးမှာစီးပွားရေးဖွံ့ဖြိုးမှုနဲ့တိုးတက်မှုတွေမြင်လာရမှာတေချာသလောက်ပါပဲ။ဒါတွေရဲ့နောက်မှာဒီထက်ပိုပြီးနေလို့ကောင်းတဲ့မျိုးဖြစ်လာမလား။တခြားအာရှမျိုးတော်တွေမှာလို့ကားတွေပိတ်လူတွေကြက်ညက်ပြီးတော့ပဝန်းကျင်ညဉ့်ဉန်းမှုတွေနဲ့ဖြစ်လာမလားဆိုတာကတော့အခုထိမေးခွန်းတစ်ခုအနေနဲ့ရှိနေတော့မှာပဲ။ကျွန်တော်ထင်တာကတော့စနစ်ကျတဲ့မျိုးပြစီမံကိန်းရှိဖို့အရေးကြီးပါတယ်။ဒီစီမံကိန်းရဲ့တစိတ်တစ်ပိုင်းအနေနဲ့တဘာဝပဝန်းကျင်စိမ့်လမှုနဲ့ရှင်းအောင်အဆောက်အုံတွေကိုထိမ့်သိမ့်ဖို့လည်းလုပ်ရမှာပါ။ ရန်ကုန်မြို့မှာနေထိုင်သူတွေအနေနဲ့လည်းသူတို့ရရှိထားတဲ့ရှင်းအောင်အမွေနှစ်ကဘလောက်ကြီးမားတယ်ဆိုတာကိုသဘောပေါက်ဖို့အရေးကြီးပါတယ်။တမိုင်းဝင်ကိုလိုနီခေတ်အဆောက်အအုံအများပြားဟာရန်ကုန်မြို့မှာရှိနေတာဖြစ်ပြီးတချို့အဆောက်အအုံတွေဟာ1880ခုနှစ်တွေကတည်းကအဆောက်အအုံတွေဖြစ်ပါတယ်။အဆောက်အအုံတွေဟာရန်ကုန်မြို့ရဲ့မြို့နယ်20လောက်မှာပြန့်နှံ့တည်ရှိနေတာဖြစ်ပြီးတတော်များများကတော့ရန်ကုန်မြို့လေကောင်မှာရှိနေတာပါ။တချို့အဆောက်အုံတွေဟာပြုပြင်ထိန်းသိမ်းထားပြီးအသုံးပြုနေသေးသလိုတချို့အဆောက်အုံတွေကတော့အတော်လေးကိုပြုပြင်ရအောင်မှလည်းဖြစ်ပါတယ် many challenges i mean their technical challenges စံခေါ်မှုတွေကတော့အများကြီးကိုရှိပါတယ်ကျွန်တော်ဆိုလိုတာကအဲ့ဒါတွေကရှေးကြတဲ့အဆောက်အုံတွေဖြစ်တဲ့အတွက်ဤပညာပိုင်းဆိုင်ရာစံခေါ်မှုတွေအများကြီးပါဒီအဆောက်အုံတွေကိုခမကြည့်မယ်ဆိုရင်အများစုဟာမဖောက်ထုံးတဲ့အုံနဲ့စောက်ထားတယ်အခုခေတ်မှာကျတော့မြန်မာနိုင်ငံမှာမဖောက်ထုံးတဲ့အုံနဲ့သုံးတဲ့အင်ဂျင်နီယာတွေဒီသူကပညာရှင်တွေကနည်းနည်းလေးပဲရှိတော့တာဒါကြောင့်ဤပညာစံခေါ်မှုတွေရှိပါတယ်ငွေကြီးရလဲစံခေါ်မှုကြီးကြီးမားမားရှိပါတယ်ကျွန်တော်ထင်တယ်ဝင်းကြီးများယုံလို့ဟာမျိုးဆိုရင် တန်းမောင်းများစွာကုန်ကြနိုင်တယ်ဒေါ်လာတန်း100လောက်တောင်ကုန်ကြနိုင်တာကြောင့်မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့လိုပါတယ်ဒီအစားအုံတွေပြည်ပြင်ထိမ့်သိမ်းမှုအတွက်ငွေမြောင်များကုန်ကြမှာဖြစ်တာကြောင့်အစိုးရရဲ့အကူအညီတွေရယူနိုင်ဖို့လဲစူးစမ်းနေကြပါတယ်နိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေကတော့အဲ့ဒီကိုလိုနီခေတ်အစားအုံတွေကိုဟိုတယ်တွေဖွင့်ဖို့စိတ်ဝင်စားနေကြတာပါရန်ကုန် heritage trust အဖွဲ့အနေနဲ့ကတော့မြန်မာနိုင်ငံရဲ့တမိုင်းအမွေအနှစ်တွေကိုထိန်းသိမ်းဖို့ဟာအဓိကဖြစ်တယ်လို့ဆိုပါတယ် သူတို့အနေနဲ့ရန်ကုန်မြို့ရဲ့တမိုင်းအစင်လာကိုပြန်လည်ပြုပြင်ထိန်းသိမ်းဖို့နဲ့နိုင်ငံသားခရီးသွားတွေမျက်စိကျစရာမျိုးဖြစ်အောင်ပြန်လည်လှုပ်ဆောင်သွားဖို့မျှော်လင့်နေကြတာပါရန်ကုန် Heritage Trust အဖွဲ့ဟာသူတို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေကိုသမရဦးသိန်းစင်စီကိုတင်ပြဖို့လည်းရှိနေပါတယ်မကြသေးခင်ကဩစတြေးလျနိုင်ငံရဲ့ဝင်ကြီးမြန်မာနိုင်ငံကိုလာရောက်စဉ်ကရန်ကုန်မြို့မှာရှိတဲ့ကိုလိုနီခေတ်အဆောက်အုံတွေကိုလိုက်လံကြည့်ရှုသွားခဲ့ပြီးအဲ့ဒီအဆောက်အုံတွေကိုပြန်လည်မုံမှန်နိုင်မှုအတွက်ငွေကြေးနဲ့တခြားအကူအညီတွေပေးမယ်လို့လည်းပြောဆိုသွားခဲ့ပူးပါတယ်ခင်ဗျာ ကျွန်တော်ရဲဝင်းသူပါမြန်မာသမ္မတဦးသိန်းစိန်ဟာလာမယ့်ဇူလိုင်လအလယ်ပိုင်းလောက်ကမ္ဘောဒီးယားနိုင်ငံဖနပ်ပင်မြို့မှာကျင်းပမယ့်အာဆီယံနဲ့မဟာမိတ်၃နိုင်ငံအာဆီယံ +3 အစည်းအဝေးအပြီးမှာထိုင်းနိုင်ငံကိုဝင်ရောက်လက်ပတ်နိုင်ခြေရှိတယ်လို့ထိုင်းနိုင်ငံသားရေးဝန်ကြီးကပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံသားရေးဝန်ကြီးဟာပြီးခဲ့တဲ့တောက်ကြနေ့ကနေပြည်တော်ကိုတရက်ကြာသွားရောက်ခဲ့ပါတယ်။အဲ့ဒီခီးစဉ်အတွင်းမြန်မာနိုင်ငံသားရေးဝန်ကြီးကသမရဥသိန်းစိန်ထိုင်းကိုလာဖို့ရှိတဲ့အကြောင်းသူ့ကိုပြောပြခဲ့တယ်လို့ထိုင်းနိုင်ငံသားရေးဝန်ကြီးကဆိုပါတယ်။ပြီးခဲ့တဲ့လကသမရဥသိန်းစိန်ရဲ့ထိုင်းနိုင်ငံခီးစဉ်ဖျက်သိမ်းခဲ့တာဟာပြည်တွင်းကအလုတ္တမဆန္ဒပြမှုတွေနဲ့လျှက်စစ်မီဆန္ဒပြမှုတွေကြောင့်ဖြစ်ကြောင်းနိုင်ငံတော်သမရယုံကလည်းကြေညာချက်ထုတ်ပြန်ရှင်းလင်းထားပါတယ်ရှင်။ အလौဒမဝန်ကြီးဌာနအရာရှိတွေအလौဒမကိုယ်စားလှယ်တွေအလौဒမအရေးဆောင်ရွက်သူတွေနဲ့အလौရှင်တွေစုပေါင်းပြီးဇွန်လ12ရက်နေ့ကအလौယုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲကိုလှိုင်တရာဆက်မှုဆောင်မှရှိတဲ့ကနောင်ခမ်းမမှပြုလုပ်ခဲ့တာဖြစ်ပြီးအလौဒမဝန်ကြီးဌာနညွန့်ချုပ်ဦးမျိုးအောင်တက်ရောက်ခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာအလौဒမတက်မက်ကတွေဖွဲ့စည်းရေးနဲ့ အလုတ်သမားတွေရဲ့အခက်အခဲဖြေရှင်းရေးကိစ္စတွေကိုအဓိကထားဆွေးနွေးခဲ့ကြောင်းဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့88မျိုးဆက်ចောင်းသားများအဖွဲ့ဝင်ကိုချစ်ကိုလေးကပြောပြခဲ့ပါတယ်ရှင်မန္တလေးမြို့ကချမ်းမြဒုက္ခပရဟိတလူမှုကွန်ရီအဖွဲ့ကနေပြီးဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းအတွက်အခမဲ့တင်တန်းတစ်ခုကို အခုလ12ရက်နေ့ကစတင်ဖွင့်လှစ်လိုက်ပါတယ်နေရီရီသတင်းပေးပို့ထားပါတယ်ရှင်မန္တလေးမြို့ချမ်းမြဒုက္ခအသင်းမှာအခုလ7ရက်နေ့ကစပြီးညလကြာတင်တန်းပို့ချပေးသွားမှာပါ။ဟော်ဂျန်ရဲ့ခရီးသွားလာရေးဝန်ကြီးဌာနကစစ်တဲ့အဲလဲညွန်စာမေးပွဲဖြစ်ဆိုတဲ့အခါမှာအဆင်ပြေစေဖို့ရည်ရွယ်ပြီးဒီတင်တန်းကိုဖွင့်ခဲ့တာဖြစ်ပါတယ်။အေဂျင့်တစ်ခုနဲ့ချိန်ပြောမှာသူတို့ဘာမှမလုပ်ချင်ဘူး။သူတို့ဘာမှမလုပ်ချင်တဲ့အခါမှာအေဂျင့်တစ်ခုနဲ့ချိန်ပြောမှာငါတို့ကဘယ်ဟိုတယ်မှာငါတို့ဘယ်တော့ရှိရဟိုတယ် ွေးစောက်ဖို့နဲ့တည်းမယ်ဖိုးစောက်ဖို့နဲ့တည်းမယ်ကောင်းလာမယ်လူဝတ်ပနေအောင်ဘလို့ကားမို့သွားမယ်အလန်းညွန့်နေနေနဲ့လိုင်စင်ရဖို့ရေးကြည့်အောင်မို့စာမေးပွဲအခြားကိုဖြစ်အောင်သင်တန်းပေးနေတာပါဒီကျမတို့ခါမှာအင်္ဂလိပ်စာသင်တန်းရဲ့တာဝန်ခံဖြစ်တယ်ပြီးတော့ကျမတို့အခုဒီသင်တန်းကိုအင်္ဂလိပ်စာသင်တန်းတစ်ခုအနေတစ်ခုထပ်မံဖွင့်လှစ်ပေးတဲ့သင်တန်းဖြစ်ပါတယ်ဒီသင်တန်းကတော့ကျမတို့ဟိုဒီပေါ့နော်လိုင်စင်ပေးနိုင်တဲ့ လောက်ကြီးတော့ကျမတို့လုံးမပေးနိုင်ပါဘူးဒါပေမဲ့ကျမတို့ဒီသင်တန်းကို training လုပ်ပေးတယ်သူတို့ဒီသင်တန်းဟိုဟာပေါ့အဲရပြီပြီဆိုရင်သူတို့ရန်ကုန်သွားပြီးတော့အစိုးရဟိုဟာဝန်ကြီးဌာနစစ်တဲ့ဟိုတနေ့ခရီးသွားဝန်ကြီးဌာနစစ်တဲ့စာမေးပွဲကိုသူတို့ဝင်ဖြေတဲ့အချိန်မှာလိုင်စင်လိုလည်းကုကုနဲ့ရအောင်ကျမတို့လုပ်ပေးခြင်းပါပဲချမ်းမြဒုက္ခအသင်းမှာအဲလန်းညွန်သင်တန်းအပြင်အင်္ဂလိပ်စာသင်တန်းနဲ့တခြားသင်တန်းတွေကိုလည်းဖွင့်လှစ်ထားပါတယ်ကျွန်တော်တို့ guide တွေနဲ့ညာလဲ license ရောက်ဖို့လည်းအရေးကြီးတာ哦 license ရမှဒီလမ်းကြောင်းပေါ်တက်ဖို့ လွယ်မှာမျိုးဆိုတော့အဲ့တော့ကြတော့မြန်မာနိုင်ငံဝန်ကြီးဌာနထုတ်ထားတဲ့ license ကလည်းတရားဝင်ဒီတစ်ခုလေးပဲရှိတာမျိုးဆိုတော့ဒီဟာကဝိုင်းပြီးပြုံတို့ကြတာမျိုးဆိုတော့အဲ့ဒီတစ်ခုအတွက်ကိုပဲကျွန်တော်တို့ရည်ရွယ်ပြီးမှအထောက်အကူဖြစ်အောင်ចောင်းသားတွေကိုလွယ်လွယ်ကူကူနဲ့အဆင်ပြေပြေနဲ့ အောင်သွားအောင်ဆိုရည်ရွယ်ချက်နဲ့ပေါ့နော် qualify ဖြစ်အောင်မှာအဓိကသူတို့ professional line ညောင်းမှာသူတို့ qualify ဖြစ်ပြီးတော့မှာလမ်းညောင်းပေါ်မှာမြန်မြန်ရောက်သွားအောင်ကျွန်တော်တို့ကကူညီပေးတဲ့သဘောပါမြန်မာနိုင်ငံမှာနိုင်ငံတကာယဉ်ကျေးမြှောက်မြှားမှုတွေလိလာဆောင်ကြည့်သူတွေနဲ့ကဘာလက်ခရီးသည်တွေအများပြားဝင်ရောက်လာတော့မှာဖြစ်တဲ့အတွက်ဟိုတယ်နဲ့ခရီးတော်လာရေးလုပ်ငန်းကျွမ်းကျင်သူတွေအများပြားလိုအပ်လာတော့မှာလည်းဖြစ်ပါတယ်ကျွန်မညီကသတင်းပေးပို့ထားတာပါရှင် ဂျပန်ခြေဆိုင်နီဘွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌယိုဟေးဆာဆာကာဝါကိုမြန်မာနိုင်ငံကလူနည်းစုတိုင်းရင်းသားတွေအတွက်အကူအညီပေးရေးဆိုင်ရာဂျပန်နိုင်ငံရဲ့အထူးတန်တမန်အဖြစ်ခန့်အပ်လိုက်ကြောင်းနီဘွန်ဖောင်ဒေးရှင်းကဇွန်လ12ရက်နေ့ကတရားဝင်ကြေညာလိုက်ပါတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတရားဝင်ခန့်အပ်လွှာကိုဂျပန်နိုင်ငံသားရေးဝန်ကြီးကဇွန်လ17ရက်နေ့ကအခမ်းအနားနဲ့တကွပေးရခဲ့တာဖြစ်ပြီးတစ်နှစ်တိတိတာဝန်ထမ်းရမှာဖြစ်ပါတယ်။သမရဦးသိန်းစိန်ဆိုရလက်ထက်မှာပြည်ပြောင်းလဲရေးတွေလှုပ်နေတာကြောင့် မြန်မာနိုင်ငံကလူနည်းစုတိုင်းရင်းသားတွေကိုအဓိကထားကူညီဖို့ဂျပန်အစိုးရကဆုံးဖြတ်ခဲ့တာဖြစ်ပြီးအဲ့ဒီကိစ္စကိုလက်တွေ့ဆောင်ရွက်ဖို့အတွက်နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌယိုဟေးဆာဆာကာဝါကို အထူးတန်တမန်ခန့်အပ်လိုက်တာဖြစ်ပါတယ်နီပွန်ဖောင်ဒေးရှင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကမြန်မာနိုင်ငံတည်းဝင်ရောက်ပြီးလူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေတာဖြစ်ပါလေရှင်။